ကျွန်မ channel ဝင်လာတယ်ကျွန်မရှင်ပြောစရာမရှိဘူးအော်ဒီဇယ်လီကတော့ငါနဲ့လိုက်တယ်အခိုင်ကျတာလဲကျမရဲ့အကြောင်းမရိုက်ဖြစ်တဲ့အခိုင်လေအများကြီးရှိပါတယ်နောက်ဆိုရှင်တူကဒီတိုင်းပဲဟိုဖြစ်နေအောင်ပါလေနော်အယွတ်ထိတာတာဆိုတော့အရတော့ရတယ်ဒါပေမဲ့အဲ့လောက်ကြီးထိလောက်ရအောင်လဲမကြီးနေဘူးအဲငယ်တော့မငယ်တော့လို့ထင်တာတင်ရင်ရက်ချက်တယ်ပေါ့မမအရွယ်ကိုတော့ရောက်ရှိလာတယ်ပေါ့နော်ပုပ်ပုပ်ကိုပျံကြည့်လာရတယ်အရွယ်လေးရောက်လာရင်ပေါ့နော် ြည့်ပြည့်နဲ့ဒါတရွေ့ရွေ့နဲ့အချိန်ကပုံနာရမ်းမြန်နေတယ်เนาะဆိုတော့အသက်ရွယ်အကြောင်းရောဟိုဒီအခုဒီအသက်ရွယ်မှာရောက်ရှိနေတဲ့အချိန်မှာဖြစ်ပြနေတဲ့အရာတွေအပေါ်မှာရောဟိုအကောင်းဆုံးပေါ့เนาะဟိုတည်တည်ငြိမ်ငြိမ်နဲ့အဲဒါကိုယ့်ကိုယ်ကိုလည်းဟိုဘာလို့ဆိုရင်ရေဆိုးတဲ့ဘိုင်းတွေလည်းအများကြီးရှိတယ်အဲဆိုရှယ်မီဒီယာပေါ်မှာတော့အလုံးချပြတာအာရန်ကိုအဆင်ပြေပြီးတော့မှအရန်တည်ငြိမ်နေတဲ့ဟို ကైတာပျော်ရွှင်နေတဲ့ကైတာလေးတွေကိုပဲပုံရိပ်လေးတွေကိုပဲဒါအကုန်ကချပြကြရတယ်နော်အဲဆိုတော့ Shikoren ကလည်းအဲ့လိုကိုယ် personal ကိစ္စတွေအဲ့လိုလေ public ကိုမပြောနဲ့အဲ့လိုဘေးနာမိတ်ဆွေတငယ်ချင်းတို့တောင်ကိုကအရန်ဟိုရင်ဖွင့်ပြတာနဲတယ်ကိုသူတို့ပျော်စီမဲ့အကြောင်းအရာလေးဟိုသူတို့အတွက်စိတ်အနှောက်အယှက်မဖြစ်မဲ့အရာလေးတွေကိုပဲရွေးပြီးပြောပြတာပုံများတယ်ဟို ့ပျော့ပျော့နေတတ်တယ်ပေါ့နော်2025မှာအဲ့လိုမျိုးရောဟိုမရှိဟုတ်မရှိဟိုအခုဖြစ်နေတဲ့အခြေအနေလေးပုံမှာပဲဓာတ်ရဲဇက်လေးတွေပုံမှာပဲအော်ဒီဇက်လေးကတော့ဟိုငါနဲ့လိုက်တယ်အဲခိုင်ကြတာလည်းကျမကြီးအကြောင်းမရိုက်ဖြစ်တဲ့အခါကြီးလည်းအများကြီးရှိပါတယ်နောက်ဆိုရွှေတူကဟိုဒီတိုင်းပဲဟိုဖြစ်နေအောင်ပါလေနော်အယွတ်ထိထားတာဆိုတော့ အချိန်ရလဲကြာအောင်ပါအဲဆိုတော့တခါကြတော့ရှင်းလို့မရအောင်အဲရတော့ရတယ်ဒါပေမဲ့အဲ့လောက်ကြီးထီလောက်ရလောက်အောင်လည်းမကြီးနေဘူးအဲဆိုတော့ဒါလေးကိုပဲကိုထိမ့်သိမ့်ထိမ့်သိမ့်နေပေါ့နော်ဟိုပြန်ဖြစ်တဲ့အခါကျရင်လည်းအဲကကြကိုတတိမထားပြီပဲဒူကိုေးလိုက်မိရတော့ငုတ်တုတ်ထိုင်လိုက်မိရတော့လဲသွားတာတော့ဘာလို့ဆိုရင်အပြက်နာပျက်နာတဲ့အချိန်ဆိုရင်တော့လုံးဝအနာပေးရတာပေါ့ဆိုတော့အဲ့ဒီအချိန်လေးလည်းရှိတော့ကြတော့အဲကကြတော့ အလုံးမလုံးပဲနဲ့အဲ့လိုနားနေရတဲ့ချိန်တွေလည်းရှိရပါတော့။အဲ့ဆိုအဲ့ဒါလေးကိုယ့်ရဲ့ကျမကြီးကလည်းအရေးကြီးတော့ကြတော့ဒါလေးကိုလည်းပြင်ကြည့်ရအောင်။ငယ်ငယ်လေးကဒူးဒူးရုပ်တီပါ။အဲ့ငယ်တော့မငယ်တော့ဘူးလို့ထင်တာ။음နည်းနည်းတင်ငယ်ရင်ကျက်တယ်ပေါ့မမအရွယ်ကိုတော့ရောက်ရှိလာတယ်ပေါ့နော်။ဆိုတော့အဲ့ကိုယ့်ကျမကြီးကိုယ့်ရဲ့အဲ့ကိုယ့်ရဲ့ကျမကြီးရောကိုယ့်ကိုယ်ကိုပြန်ကြည့်လာရတယ်။ အရွယ်လေးရောက်လာရေပေါ့နော်ဒါပေမဲ့လည်းခါလေးကြာရင်ငါငါဖေရွယ်ရောက်နေပြီလေဟဲ့ငါဘာတွေလုပ်နေရလဲဆိုပြန်တော့တွေးရတဲ့အချိန်ပေါ့အဲ့လို့ဆိုကိုလုံးချင်တာလုပ်နေရလေအဲ့လို့ဆိုတော့ကိုကိုကိုအချိန်ပေးပြီးတော့တယောက်တည်းတွေရှောက်သွားရတယ်ရှောက်စားရတယ်ဆိုတော့ဟဲ့ငါငါတက်ကဘယ်လောက်ရှိတယ်အဲ့လိုမျိုးတကလေးပြန်ပြန်ပြီးမှကိုကိုကိုပြန်တွေးရတယ်ပြန်တွေ့ရတယ်အော်ငါ95အော်ရဲ့အဲ့လိုပြန်ပြန်ပြန်တွေ့ရတာပေါ့နော် You got that baby but don't let it keep my mouth လေ့ကျင့်ခန်းဆိုလည်းဟိုအရင်ကျန်းကျန်းတန်းတန်းနေလို့လို့မရအောင်ဟိုဟိုအဓိကတော့ငုတ်တုတ်ထိုင်လို့မရတာအဲငုတ်တုတ်ထိုင်လို့မရအောင်အဲဟုတ်တယ်ဟုတ်တယ်အဲအဲ့လိုပုံစံမျိုးပဲ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 တူဖြစ်တာပါကြာပြီတနစ်ကြော်ပြီပေါ့ဖြစ်နေတာတနစ်ကြော်နှစ်နှစ်နီးပါးလောက်တော့ရှိပြီပေါ့ခုကတော့ဟို exercise လေးနဲ့ပဲပေါ့ဒူးဒူးလေ့ကျင့်ခန်းဟိုပဲအဓိကထားပြီးတော့မှဟုတ်နေရင်အဲ့ဒါလေးအချိန်ပေးပြီးတော့လုပ်ဖြစ်တယ်ပြီးရင်လေ့ကျင့်ခန်းလုပ်တယ်ပေါ့ ်ဟုတ်အရင်ကတောက်ဆေးရေအများကြီးတောက်ရအောင်အရင်ကဆိုတော့အခုကတောက်ဆေးရေလည်းခဏအဲတောက်ဆေးရေလည်းဖြတ်လိုက်ပြီဆိုတော့ကြတော့အဲဒါခဏကိုလည်းအခုပုံမှန်ပြန်ဖြစ်သွားပြီအဲဆိုတော့အဲ့ဒါလေးပုံနဲ့ဂျားထဲမှာတစ်ချိန်ရှိလိုက်သေးတယ်ရှိတယ်အရင်အရင်ဝှသွားတဲ့အချိန်တွေရှိတယ်ဒါဆေးရေ side effect တွေပေါ့နော်ဆိုတော့ဝှသွားတဲ့အချိန်မှာဘလို့မှကို weight ချလို့မရအောင်အဲဆိုတော့ ဝဝလေးနဲ့ချစ်စရာလေးပေါ့နော်ဝဝချစ်စရာလေးနဲ့ပဲအဲဝဝလေးနဲ့ချစ်စရာကောင်းတဲ့ကောင်းမလေးတရားပေါ့နော်အဲ့ character လေးနဲ့ပဲကျမအဲ့လို series လေးရောရုပ်ရှင်လေးတွေရောရိုက်ဖြစ်ခဲ့တယ်ပေါ့နော်ချစ်စရာကောင်းပါလေချောပါလေကောင်းပါလေရနင်းနဲ့ငါချစ်သူတွေမဟုတ်တာဘူးအခုလို propose ထုတ်တာရတော့အစားရရှင်ဘယ်လိုလုပ်ကျမ channel ဝင်လာလဲကျမရှင်နဲ့ပြောစရာမရှိကျမမောင်လေးဘာကြောင့်လှုပ်ကြံခံရလဲဆိုတော့ဖေရရှင်းနေကို character လေးလုံးဝ ဘယ်လိုပြောမလဲကိုမောင်လည်းချစ်တယ်ပြီးရင်အကြံရန်ပေါ့နော်မိမကျန်းတယောက်ပေါ့နော်ဆိုတော့ဟွန်းကော်ရယ်ပေါ့နော်ဒီကိုက်တာဆိုတော့အဲအကြောင်းအဲကျွန်တော်ကိုနေတော့ဒိုင်ဘက်တွေလုပ်ပြအဲကျလိုက်ဖြစ်ပါတယ်လုံးဝ Aries မှာတယောက်တော့ဖြစ်နေတယ်အဲ့လိုမျိုးလုံးဝမိဟုံဟုံတောက်အဲ့လိုပုံစံမျိုး ောက်ဂရိုင်ရုပ်ရှင်စကားကြီးကိုမေလာကိုရဲ့နေ့မှာမြန်မာတပြည်တော်မှာရှိတဲ့ရုပ်ရှင်ရုံတွေမှာပြသပါတော့မယ်ရှင်ဆိုတော့အာအားလုံးပဲဒါအချိန်လေးရခဲ့ရင်ဟိုဒါနောက်ရောက်ကြည့်ရှုပြီးတော့မှအဝေးပန်းကြံပေးကြဖို့ပြောချင်ပါတယ်ရှင်